ဖြူရီယောဂဒုက္ခသမားတော်ဒေါက်တာမိုးအောင်ကျော်နိုင်ဖြစ်ပါတယ်။ဒီနေ့မှကြားရောက်တဲ့ Wall Heart Day ကဘာနှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်ဖြစ်နှလုံးသွေးကြောခြင်းယောဂနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နှလုံးနဲ့သွေးကြောယောဂတွေဟာဆိုလို့ရှိရင်ကဘာပေါ်မှာအဖြစ်အများဆုံးနဲ့အသေးအပြောက်အများဆုံးယောဂဖြစ်ပါတယ်။အဲ့တော့အသေးအပြောက်အများဆုံးယောဂဆိုတာ သေဆုံးမှုအားလုံးရဲ့30ရာခိုင်နှုန်းဟာဒီနှလုံးနဲ့သွေးကြောယောဂါကြောင့်ဖြစ်ပါတယ်။အဲ့တော့နှလုံးနဲ့သွေးကြောယောဂါထဲမှာမှာ43ရာခိုင်နှုန်းသောသေဆုံးမှုတွေဟာဆိုလို့ရှိရင်နှလုံးသွေးကြောကျဉ်ယောဂါကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့နှလုံးသွေးကြောကျဉ်ယောဂါဆိုလို့ရှိရင်ကဘာပေါ်မှာအဖြစ်အများဆုံးနဲ့အသေးပြောက်အများဆုံးယောဂါဖြစ်ပါတယ်။အဲ့ဒီတော့နှလုံးသွေးကြောကျဉ်ယောဂါအပြင်တခြားနှလုံးယောဂါတွေနေနေတော့မွေးရပါနှလုံးယောဂါနှလုံးအဆိုးရှင်ယောဂါ နှလုံးခုန်မမှန်ယောဂနဲ့နှလုံးညှစ်အားနဲ့ယောဂတယ်ဆိုပြီးတော့ရှိပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင်တော့ဒီမျိုးပြမှာဆိုလို့ရှိရင်နှလုံးသွေးကြောချင်းယောဂကအဖြစ်အများဆုံးနှလုံးနဲ့သွေးကြောယောဂဖြစ်ပြီးတော့နေဘက်မှာဆိုလို့ရှိရင်တော့ဒီနှလုံးသွေးကြောယောဂအပြင်ဒီလေးဘက်နာနှလုံးယောဂနဲ့သွေးရိုးကြောင့်ဖြစ်တဲ့နှလုံးယောဂတွေကိုလည်းတွေ့ရှိရပါတယ် တော့တကယ်တော့ဒီနှလုံးသွေးကြောချင်းနေဆိုတာကဒီနှလုံးသွေးကြောရဲ့နံရံမှာစီးဆင်းနေတဲ့သွေးထဲမှာပါတဲ့အစီခဲတွေနောက်တခါဒီဓာတ်ပစ္စည်းတွေစုပုံရာကနေအဖက်ကလေးတွေဖြစ်လာတယ်။ဒါကြောင့်မလို့ဒီသွေးကြောအတွင်းနံရံကကျင်းမြောင်းသွားတာဖြစ်ပါတယ်။အဲ့တော့အသက်20ကျော်ကနေစပြီးတော့လူတိုင်းလူတိုင်းမှာဒီလိုနှလုံးသွေးကြောချင်းလေးတွေအနည်းနဲ့အများရှိတတ်တယ်။အဲ့တော့ဘလို့လူတွေကအဓိက နှလုံးသွေးကြောကျင်းစီလဲဆိုတော့စီးချိုယောဂသွေးရောယောဂနဲ့သွေးထဲမှာအဆီများတဲ့သူမှဆိုလို့ရှိရင်ခုနကနှလုံးသွေးကြောကျင်းတာကပိုပြီးတော့မြန်မြန်ဖြစ်တာတွေ့ရတယ်ပေါ့နော်အဲ့တော့နှလုံးသွေးကြောကျင်းယောဂကိုဖြစ်နိုင်ခြင်းများတဲ့အချက်တွေဆိုပြီးတော့လေ့လာကြည့်တဲ့အခါမှာနှမျိုးခွဲခြားနိုင်ပါတယ်ပြုပြင်လို့မရတော့သွေးကြောကျင်းယောဂဖြစ်နိုင်ခြေပေါ့ တော့အဲ့ထဲမှာတော့ဘာပါလဲဆိုလို့ရှိရင်မိသားစုရာသွင်ရှိတဲ့လူတွေမှာဒီနှလုံးသွေးကြောခြင်းဖြစ်စေနိုင်တဲ့အမျိုးသားတွေရဲ့အသက်အရွယ်ကြီးလာတာနဲ့အများနှလုံးသွေးကြောခြင်းရောဂါတွေဖြစ်လာနိုင်တာတွေ့ရတယ်။အဲ့ထက်ပိုအရေးကြီးတာကပြုပြင်ပြောင်းလဲလို့ရသောနှလုံးသွေးကြောခြင်းနိုင်သောအကြောင်းရင်းများပေါ့နော်။အဲ့ထဲမှာတော့ဘာတွေပါလဲဆိုတော့ဆရာတို့ရဲ့ကိုယ့်ရဲ့နေထိုင်မှုစနစ်မှာပါတဲ့အစားအသောက်မှာအဆီများတာတွေပါတယ်။ကိုယ်လက်လှုပ်ရှားမှုနေရပါတယ်နောက်တခါစိတ်ဖိစီးမှုများတာအဲအဲနေနေတာစိတ်လိတ်တောက်တာ ဒါတွေဟာဆိုလို့ရှိရင်နှလုံးသွေးတော်ကျင်းဖြစ်နိုင်စီများတဲ့အချက်တွေဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီနာတာရှည်ကြောက်ကတ်ယောဂရှိတဲ့လူတွေရဲ့လေဖြတ်ထားတဲ့သူတွေမှာဆိုရင်လည်းပဲဒီနှလုံးသွေးတော်ကျင်းယောဂဖြစ်နိုင်ကြီးများတာတွေ့ရှိရပါတယ်။ဒီနှလုံးသွေးကြောတွေရာဆိုလို့ရှိရင်ဆရာတို့နှလုံးခုန်နဲ့ကြွက်သားတွေစီကိုသွေးနဲ့အာရဓာတ်တွေပို့ဆောင်ပေးတာဖြစ်ပါတယ် အဲ့တော့နှလုံးလုံးများပြီးတော့ကြွက်သားလိုအပ်ချက်အရာဆရာတို့ကနှလုံးကြွက်သားစီကိုသွေးတွေပေးဖို့မလုံးနိုင်တဲ့အချိန်မှာဆရာတို့ကနှလုံးအောင့်ညင်းကို ဖြစ်စေပါတယ်။အဲ့တော့နှလုံးအောင့်တာဘယ်လိုဖြစ်တယ်လဲဆိုရင်တော့ရင်ဘတ်အလေကောင်တဲ့တယ်မှာဒီညှစ်ထားသလိုအောင့်နေနာတယ်ပေါ့နော်။တချို့တွေကတော့ဒီအလေးနဲ့ဖိထားသလိုပဲနာတယ်လို့ပြောပါတယ်။အဲ့တော့အဲ့ဒီနာတာတွေကဆိုလို့ရှိရင်ဒီလက်မောင်းရဲ့နောက်တစ်ခါမေးရို့ ခုံးနောက်ကျောထီကို အောင်နာတွေဟာဆက်သွားတတ်ပါတယ်တချို့နေမှာဆိုလို့ရှိရင်တော့ဒီအောင်နာအပြင်ရင်ပြေတာတို့ရင်ပူတာတို့နဲ့ပါတွဲပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ရင်ပအောင်တဲ့အချိန်မှာတခြားတွေ့တွေ့နိုင်တဲ့လက္ခဏာတွေဟာခေါင်းမူးတာတို့နှုံးချီတာနောက်တစ်ခါဒီအသက်ရှူမဝတာချွေးစည်းပြန်တာရင်ဝအောင်နာ နော်ရင်တုံတာစသည်အပြင် တွဲပြီးတွေ့ရတတ်တယ်ပေါ့နော်အဲ့မှာရင်ဝါအောင်နာနဲ့ပြို့တာနဲ့တွဲပြီးတွေ့တတ်တဲ့အခါမှာဆရာတို့နှလုံးသွေးကြောကျင်းတဲ့လက္ခဏာနဲ့အဆိုင်ယောဂာနဲ့မားတတ်တာလေးတွေရှိပါတယ်ဒါကြောင့်သူ့ရဲ့လက္ခဏာလေးတွေသိမယ်ဆိုရင်တော့ဒီနှလုံးကြောင်ရင်ပတ်အောင်တယ်လို့ပြောနိုင်တာဖြစ်ပါတယ်အဲ့တော့ဒီလိုနှလုံးသွေးကြောကျင်းလို့ရင်ပတ်အောင်တာဟာအများစုမှာတော့ဒီကိုယ်လက်လှုပ်ရှားတဲ့လှုပ်တဲ့အချိန်စိတ်လှုပ်ရှားတဲ့အချိန်မှာတွေ့ရပြီးမယ်တချို့လူနာတွေမှာတော့ဓာတ်နေစင်မှာလည်းဒီနှလုံးကြောင်ရင်ပတ်အောင်တာတွေတွေ့ရတတ်ပါတယ် အဲ့တော့နှလုံးသွေးကြောချင်းယောဂါကိုလွယ်ကူဆုံးစစ်ဆေးလို့ရတာတော့ဆရာတို့ resting ECG လို့ခေါ်တဲ့ဒီ ECG ရိုက်ပြီးစစ်ဆေးတာပေါ့နော်လူတော်တော်များများလည်းစစ်ဆေးမှုပါလိမ့်မယ်ဆိုတော့ဒီ resting ECG ကတော့ဒီနှလုံးသွေးကြောချင်းနဲ့ပမာဏများမှသာလင်ဆရာတို့ကတွေ့နိုင်တာဖြစ်ပြီးတော့ဒီ resting ECG normal ဆိုတိုင်းနှလုံးသွေးကြောချင်းမရှိဘူးလို့ပြောရခက်ပါတ ဒါကြောင့်မလို့တကယ်လို့ဆရာတို့ကနှလုံးသွေးကြောကျင်းတယ်လို့တန်တရားရှိတဲ့သူတွေမှာဆိုလို့ရှိရင်เนาะ ECG ကို resting ECG မဟုတ်ဘဲနဲ့ exercise stress test ပေါ့เนาะအဲ့ဒါတော့ပြေးနေစဉ်မှာ ECG ကိုစစ်ဆေးပြီးတော့ပြောင်းလဲမှုတွေကိုကြည့်ပြီးတဲ့အခါမှာနှလုံးသွေးကြောကျင်းဖြစ်နိုင်ခြေကိုဆုံးဖြတ်ရတာမျိုးတွေရှိပါတယ်နောက်ထပ်စစ်ဆေးတဲ့နည်းနေနေရတော့ဒီ stress echo ပေါ့နော်နှလုံး television တက်မှန်ရိုက်ပြီးစစ်ဆေးလို့ရတာရှိတယ်နောက်တစ်ခါပုံရိပ်ဖို့စစ်ဆေးတဲ့အခါမှာဆရာတို့ CT scan နဲ့စစ်ဆေးလို့ရတယ်ပေါ့နော် တော့ CD television ဓာတ်ပုံရိုက်တဲ့အခါမှာ calcium score လို့ခေါ်တဲ့နှလုံးသွေးကြောမှာစုပုံနေတဲ့ calcium ပမာဏကိုကြည့်ပြီးတော့နှလုံးသွေးကြောကျင်းမကျင်းမှန်းဆလို့ရတယ်ပေါ့နော်အဲ့ဒီမှာဒီ score ပမာဏများနေတယ်ဆိုရင်တော့ထပ်ပြီးစမ်းသပ်စစ်ဆေးလို့ရတာကတော့ CD coronary angiogram လို့ခေါ်ပါတယ်နှလုံးသွေးကြောကို CT scan နဲ့ကြည့်ရှုတာပေါ့နော်အဲ့ဒီခါမှာတော့သွေးကြောတွေကိုအဲဆေးထည့်ပြီးတော့ကြည့်ရှုဖို့လိုပါတယ်သွေးကြောပြင်ပကနေနှလုံးသွေးကြောကျင်းနဲ့ ယာဂိုင်နှုံးကိုဆရာတို့ကြည့်ရှုစစ်ဆေးလို့ရပါတယ်တကယ်တမ်းအတိအကျတိဖို့ဆိုလို့ရှိရင်တော့သွေးကြောတဲ့ကိုပြွန်ထည့်ပြီးတော့မှနှလုံးသွေးကြောရဲ့အတွင်းကနေကြည့်ရှုစစ်ဆေးတဲ့နီး coronary angiogram ဒါကတော့ဆရာတို့အတိအကျဆုံးစစ်ဆေးလို့ရတဲ့ gold standard နီးဖြစ်ပါတယ်အဲ့တော့အဲ့လိုကြည့်ရှုစစ်ဆေးမယ်ဆိုလို့အကယ်၍ကျင်းနေတာတွေးခဲ့ရင်တခါတည်းချဲ့ပြီးတော့ stent လို့ခေါ်တဲ့ပြွန်ထောက်ထည့်ပြီးကုသနီးကိုပါတပြိုင်တည်းလုပ်လို့ရတာဖြစ်ပါ အဲ့တော့နှလုံးသွေးကြောကျင်းတယ်လို့သတ်မှတ်ခံရတဲ့လူနာတယောက်ကဆိုလို့ရှိရင်လူတိုင်းလူတိုင်းမဖြစ်မနေဆောင်ရွက်ရမှာတော့ lifestyle changes လို့ခေါ်ပါတယ်။နော်အစားအသောက်ထဲမှာအဓိကအပြင်အစီရေရှောင်ရှားဖို့လိုတယ်။ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့လိုတယ်။နောက်တစ်ခါဒီစိတ်ဖြစ်စီမှုတွေလျှော့ချဖို့နော်ဒါတွေကအဓိကလူတိုင်းလူတိုင်းဆောင်ရွက်မှာပဲဖြစ်ပါတယ်။ပြီးတော့မှဆရာဝန်ကုသတဲ့စေဝါတွေကိုအဲစနစ်တကျတိတိကျကျလိုက်နာတောက်သုံးဖို့လိုပါတယ်။အဲ့ဒီမှာပေးတဲ့စေတွေကတော့ နံပါတ်1ကတော့ဒီနှလုံးငြိမ်စေလို့ဆရာတို့သုံးပါပေါ့နော်အဲ့တော့ beta bloggers လို့ခေါ်ပါတယ်။သွေးကုန်တို့နှေးပြီးနှလုံးအနာရအောင်နှလုံးကြွက်သားကိုသွေးပူရအောင်သုံးဆွဲပါတယ်။ပြီးတဲ့အခါမှာ statin လို့ခေါ်တဲ့သွေးရင်းအစီကျစေပေါ့နော်။အဲ့တော့သွေးရင်းမှာအစီများပြီးအစီခဲတွေကတ်တဲ့အတွက်နှလုံးသွေးကြောကျဉ်းတာဖြစ်တဲ့အတွက်အစီကျစေမဖြစ်မနေတောက်ဖို့လိုပါတယ်။အဲ့တော့ပုံမှန်အထိမဟုတ်ဘဲနဲ့ဆရာတို့ဆရာဝန်ညွှန်ကြားတဲ့ပမာဏအထိတောက်သုံးဖို့လိုအပ်နိုင်ပါတယ်။ ပြီးတဲ့ခါမှာတော့သွေးကျဲစီလို့အသိများတဲ့ aspirin C ပေါ့နော်အဲ့တော့ဒီနှလုံးသွေးကြောကျင်းပြီးတော့ပိတ်ရတဲ့အကြောင်းရင်းဟာဒီသွေးဥမွှားတွေစုပုံပြီးတော့ပိတ်သွားတာဖြစ်တဲ့အတွက်ဒီသွေးဥမွှားတွေကန့်ညှိခြင်းမရှိအောင်သွေးကျဲစီပေးမယ်ဆိုလို့ရှိရင်ဒီနှလုံးသွေးကြောကျင်းပြီးတော့ပိတ်တာကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် အကယ်၍များယင်ပန်းအောင်တဲ့လူတွေမှာဆိုရင်တော့ဒီ CCB နဲ့ nitrate လို့ခေါ်တဲ့ဒီယင်ပန်းအောင်တာတက်တာတဲ့ဆေးတွေပေးလို့ရတယ်။သွေးတိုးလေးနဲ့တွဲနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က ACEI ARB လို့ခေါ်တဲ့ဆေးဝါးတွေသုံးဆွဲလို့ရတယ်ပေါ့နော်။အဲ့တော့နှလုံးသွေးကြောကျင်းယောဂမှာပေးတဲ့ဆေးတွေကဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ညီတာတောက်သုံးရပါမယ်။မိမိသဘောနဲ့တောက်လို့တော့မရဘူးနော်။ နှလုံးသွေးကြောကျင်းကိုစမ်းသပ်စစ်ဆေးတဲ့အခါမှာရေဘူးရအပြင်80ရာခိုင်နှုန်းထက်ကျော်ပြီးကျင်းနေတယ်ဆိုရင်တော့နှလုံးသွေးကြောချဲ့ပြီးတော့အဲပြွန်ထောက်ထည့်ဖို့လိုအပ်နိုင်ပါတယ်။အကယ်၍များနှလုံးသွေးကြောဟာเนาะအရှိတော်တော်များများကျင်းနေတယ်သွေးကြောနှလုံးသွေးကြော၃ချောင်းလုံးမှာပမာဏများနေတယ်ဆိုရင်တော့ခွဲစိတ်ကုသဖို့လိုပါတယ်။အဲ့ဒါကိုတော့ CABG ခွဲစိတ်ကုသမှုနှုန်းနီးလို့ခေါ်ပါတယ်။ ခြေတလုံးကသွေးကြောကိုဆက်ကျွန်တော်တို့ကဖြုတ်ပြီးတော့ကျင်းတဲ့နေရာကိုကြော်ပြီးတော့မှခွဲစိတ်ကုသဖို့လိုအပ်နိုင်ပါတယ်နှလုံးသွေးကြောကျင်းကိုကာဝယ်ဖို့ဆိုရင်ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့နှလုံးသွေးကြောကျင်းစီတဲ့အကြောင်းရင်းတွေရဲ့နှလုံးသွေးကြောကျင်းဖြစ်နိုင်ခြေများတဲ့အချက်တွေကိုပြုပြင်ပြောင်းလဲရမှာပဲဖြစ်ပါတယ် အဲ့မှာရှေ့မှာကျွန်တော်တို့ပြောခဲ့တယ်ပြုပြင်ပြောင်းလဲမရတော့နှလုံးသွေးကြောကျင်းစီတော့ကိစ္စများပေါ့နော်အဲ့ဒါကတော့မိသားစုရာသွင်းရှိမယ်အမျိုးသားဖြစ်တယ်နောက်တစ်ခါဒီအသက်ရွယ်ကြီးမြင့်လာတယ်ပေါ့နော်ဒါကိုသိကြအောင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကာကွယ်လို့ပြုပြင်လို့တော့မရဘူးသို့တော့ပို့ပြီးတော့ဂယုပြုပြီးတော့မိမိရဲ့နှလုံးသွေးကြောကိုစစ်ဆေးနေဖို့လိုတယ်ပေါ့နော် တော့ပြုပြင်ပြောင်းလဲလို့ရတဲ့အချက်တွေတည်းကတော့ဒီ lifestyle changes ပေါ့အဓိကအပြင်အစားအသောက်အစားအသောက်မှာတော့အစီတွေကိုအဓိကထားရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်အဲ့တော့စီပြန်ဟင်းအနှစ်တွေကိုလုံးလုံးမစားသင့်ဘူးအကြော်တွေကိုရှော့ချပြီးတော့စားသုံးပေးသင့်တယ်ပေါ့နော်ဆေးလိပ်တောက်တဲ့လူတွေကဆေးလိပ်ကိုလုံးဝဖြတ်ဖို့လိုတယ်မတောက်တဲ့လူကလည်းဆေးလိပ်ကိုစပြီးမတောက်ဖို့လိုတယ်နောက်တစ်ခါကိုလက်လုံရှားတစ်ခုမှုပြုလုပ်ဖို့လိုပါတယ်လူတိုင်းလူတိုင်းပေါ့နော်အဲ့တော့အဲ့ဒီနေရာအပြင်ကိုယ့်ရဲ့ကိုယ်လေးချိန်ကို ဒီကျမ်းမာရေးနဲ့ညီညွတ်တဲ့ဘောင်တွင်းမှာထည့်ဖို့လိုပါတယ်အဲ့တော့အဝလွန်တာနဲ့များနှလုံးသွေးကြောကျင်းနိုင်ခြင်းများပါတယ်တစ်ဖက်မှာလည်းစိတ်ဖိစီးမှုကိုလျှော့ချမယ်အေးအေးဝဝအိပ်ဖို့လည်းလိုအပ်ပါတယ်ပေါ့နော်ဒါ lifestyle changes စီနဲ့လိုအပ်မယ်ဟာတွေပေါ့နောက်တစ်ခုကတော့ဒီစီးကြိုယောဂသွေးရိုးယောဂနဲ့သွေးတွင်းအဆီများတာကိုကြိုတင်စစ်ဆေးကုသဖို့လိုပါတယ်တော့ယောဂဖြစ်လာမှာမဟုတ်ပဲねယောဂမဖြစ်ခင်မှာရင်စီးကြိုဖြစ်နေသလားစီးကြိုထိမ့်သိမ်းမှုမှာအခက်အခဲဖြစ်နေသလားသွေးပေါင်တက်နေပလား သွေးတွင်းမှာအဆီများသလားဆိုတာကိုဆရာဝန်နဲ့တိုင်ပင်ပြီးစစ်ဆေးပြီးတော့ကုသထားဖို့လိုပါတယ်။နောက်တစ်ခုကတော့ယောဂဖြစ်ပြီးသားလူတွေပေါ့နော်။အဲ့တော့ယောဂဖြစ်ပြီးသားလူတွေအနေနဲ့ကတော့နာတာရှည်ကြောက်ကယောဂနဲ့လေဖြတ်ထားတဲ့သူတွေမှာလည်းဒီရှေ့မှာဆရာပြောခဲ့တဲ့နည်းတွေနဲ့နှလုံးသွေးကြောမကျင်းအောင်ကြိုတင်ကာကွယ်လို့ရပါတယ်။အဲ့တော့ဒီနှလုံးသွေးကြောကျန်းမာရေးအတွက်ဆိုလို့ရှိရင်အကယ်၍ဗိုက်တာမင် C တောက်သုံးမယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့ဗိုက်တာမင် C ရှာဖွေတွေ့ရှိထားတာရှိပါတယ်။အဲ့ဒီထဲမှာတော့ folic acid, vitamin E, vitamin C, နောက်တစ်ခါဗိုက်တာမင် B6 နဲ့ B12 ပြီးတော့ဗိုက်တာမင် D နောက်တစ်ခါ Omega 3 fatty acid နဲ့ magnesium တွေရထားဖြင့်ဒီနှလုံးသွေးကြောကျင်းအတွက်ကိုကာကွယ်ပေးနိုင်တဲ့စောင့်ရသတ္တိရှိတဲ့အတွက်ကြောင့်မလို့နှလုံးအတွက်အားစေးတောက်ချင်တယ်ဆိုရင်တော့ဒီဓာတ်တွေပါဝင်တဲ့ဆေးတွေကိုရွေးချယ်တောက်သုံးရမှာဖြစ်ပါတယ် အခုဆရာတို့ပြောပြခဲ့တဲ့နှလုံးသွေးကြောချင်းယောဂါဆိုရင်ကဘာပေါ်မှာအဖြစ်များဆုံးလည်းဖြစ်တယ်အတိအပြောက်များဆုံးလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကံကောင်းတာကတော့ဒီဟာကိုကာကွယ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့လူတိုင်းဟာ healthy lifestyle နဲ့နေမယ်အစားအသောက်ကိုစင်ညင်မယ်ကိုယ်လက်လှုပ်ရှားတစ်ခုပြုလုပ်မယ်ကိုယ့်ရဲ့လေးချိန်ကိုစစ်ဆေးပြီးတော့ကျန်းမာတဲ့ဘောင်တွင်းမှာထားမယ်ဆိုလို့ရှိရင်ဒီနှလုံးသွေးကြောချင်းယောဂါကြောင့် ဒီတည်ဆုံးမှုကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းလူတိုင်း healthy lifestyle နဲ့နေထိုင်ပြီးတော့နှလုံးသွေးကြောချင်းယောဂါနဲ့အဲကာကွယ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။